ဒီဘဝမှာမြင်မြင်တုံးနဲ့တုံးမေတ္တာစီသွားကြတယ်ခင်သွားကြတယ်ဆိုတာကတဲ့လောကဥပမာအားဖြင့်ကြာပင်ဟာရေနဲ့စွန့်ညောနှမျိုးကြောင့်ဖြစ်ထွန်းပေါ်ပေါ်လာရသလိုဒီလိုမျိုးချက်ကြခင်ကြတန်ရုံးစဉ်ဖြစ်ကြတယ်ဆိုတာကလည်းပဲ ပုပ်ဘေဝတန်တိဝါဒေနပစ္စုတ်တန်တာဟိဒေနာဝါဆိုတဲ့အကြောင်းနှစ်ပါးကြောင့်ဖြစ်ပါတယ်ပုပ်ဘေဝတန်တိဝါဒေနဆိုတာကရှင်အတိတ်ကာလကစိတ်တူကြည်ပြူစွာအတူနေထိုင်ပူဇင်ဒါအကြောင်းတခုပစ္စုတ်တန်တာဟိဒေနာဝါလက်ရှိပစ္စုတ်ဘဝမှာလည်းပဲ တဝရဲ့အကျိုးစီးပွားကိုတအုပ်မြတ်တာရှိတာပြီးတော့ဆောင်ရွက်ကြခြင်းဒီနှစ်မျိုးကြောင့်လူတွေဟာတအုပ်နဲ့တအုပ်တယောက်နဲ့တယောက်ချစ်သွားခင်သွားတတ်ကြတယ်တန်ရုံးစဉ်ဖြစ်သွားတတ်ကြပါတယ်